အလူရှင်ညာနေတကွဓမ္မမေဆွေများအားအနုမောဒနာတရားအနေဖြင့်အကုတ္တတရားတွေထဲကအာဟိရိက အကြောင်းကိုဟောကြားပေးမှာဖြစ်ပါတယ်လောကကြီးမှာလူကောင်းတွေဆိုတာရှိတယ်လူဆိုးတွေဆိုတာရှိတယ် လူကောင်းတွေဆိုတာကောင်းတာတွေလှုပ်ကြလို့ကောင်းတာတွေပြောကြလို့ကောင်းတာတွေတွေးကြလို့လူကောင်းလို့သတ်မှတ်ခံရတာဖြစ်တယ်လူဆိုးတွေဆိုတာလည်းမကောင်းတာတွေလှုပ်ကြလို့မကောင်းတာတွေပြောကြလို့မကောင်းတာတွေတွေးကြလို့လူဆိုးလို့သတ်မှတ်ခံရတာဖြစ်တယ်အရင်ဆက်လိုက်တဲ့အခါကျတော့ တတဝါတွေရဲ့တန်တမာဖြစ်ပေါ်နေတဲ့ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်သူတို့ကတရခံအရင်မြည်ဖြစ်တယ်ပေါ့မကောင်းတဲ့စိတ် တွေဖြစ်လာတဲ့အတွက်ကြောင့်မကောင်းတာတွေပြောမိတယ်မကောင်းတာတွေလုပ်မိတယ်ဒီကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အတွက်ကြောင့်ကောင်းတာတွေပြောကြတယ်ကောင်းတာတွေလုပ်ကြတယ်အဲ့တော့အရင်စစ်လိုက်တော့ ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ပေါ့အဲ့တော့မကောင်းတဲ့တရားတွေထဲမှာတမန်လေးကဟောခဲ့တယ်မောဟမတိမှုတွေခေါင်းချုပ်ပဲလို့ပြောခဲ့တယ်သူရဲ့နောက်လိုက်တရားတွေထဲမှာအာဟိရိကတရားလည်းပါတယ်ပေါ့ အဟိရိကံဆိုတာအချက်မရှိတာဟိရိဆိုတာအချက်တရားအဟိရိကံဆိုတာအချက်မရှိတာမကောင်းမှုတွေလုံနေရတာကိုဆက်ရကောင်းမှမသိမချက်ဘူးဆဲရတာမချက်ဘူး သူများဥစ္စာခိုးရတာကိုမချက်ဘူးသူများအသက်ကိုတတ်ရတာသူများကိုညှင်းဆဲရတာကိုမချက်ဘူးမချက်တဲ့အပြင်ကိုဂုံတောင်ယူလိုက်သေးတယ်ငါဘလောက်ခိုးနိုင်တယ်ငါဘလောက်ဆဲနိုင်တယ်ဆဲရတာကိုဂုံယူတက်လာတယ်သူတော်ဘာကိုညှင်းဆဲရတာကိုဂုံယူတက်လာတယ်ဘလောက်တောင် ဆိုရတယ်လဲဆိုတာနော်ဆက်အားကောင်းမှမသိဘူးစပိတ္တမှာဥပမာပေးထားတာရှိမစင်ဘုတ်တွေနဲ့ဝက်ဥပမာပေးထားတယ်ဝက်ဟာနဲ့မစင်ပုတ်တွေကိုမယုံမချနဲ့ငြင်းရည်မျက်ရည်စတော့တယ် မစင်ဘုတ်တွေကိုဝက်ကအာရပါရစားတော့တဲ့မစင်ဘုတ်ထဲမှာလှူးလိမ်ပြီးတော့နေတယ်မစင်မှာပျော်မွေ့တယ်အဲ့ဒီတိုင်းပဲအရှက်မရှိတဲ့သူအရှက်မရှိတဲ့သူဟာဝက်နဲ့တူတယ်မကောင်းမှုဒုစရိုက်တွေက မစင်ဘုတ်နဲ့တူတယ်ဝတ်ဒီမစင်ဘုတ်ကို မယုံမချာငြိမ်ငြိမ်ဆက်ဆက်နဲ့အာရပါရစားတော့တလုံးအရှက်မရှိတဲ့ငမိုက်သားတွေဟာလည်းဆဲဆူရတာကို အာရပါရလုပ်တယ်ခိုးရတာတက်ရတာအာရပါရလုပ်တယ်ခိုးတဲ့အလုံးမှာပျော်မွေ့နေတယ်တက်ဖြတ်တဲ့အလုံးသူများကိုဒုက္ခပေးတဲ့အလုံးသူများကိုညှင်းဆဲတဲ့အလုံးမှာပျော်မွေ့နေတယ် တဖက်သူကို နားမခံတော့အောင်ဆဲဆူရတဲ့အလုပ်မှပျော်မွေ့နေတယ်။အဲ့ဒါအချက်မရှိတဲ့သူပဲ။အာဟိရိကမကောင်းမှုဒုစရိုက်တွေကမစင်ပုံနဲ့တူတယ်။အချက်မရှိတဲ့သူကဝက်နဲ့တူတယ်လို့ကြံကန်ထဲမှာနိုင်ရှင်ပြထားတယ်။အေးအဲ့ဒီတော့လောကကြီးမှာ အချက်တရားကင်းမဲ့သွားပြီဆိုရင်မပြောသင့်တာလေဂုံယူစွာနဲ့ပြောနေကြပါလေမလုံသင့်တာကိုလည်းဂုံယူစွာနဲ့လုံနေတတ်ကြပါလေသူများတဲ့ငါကဘလောက်တတ်နိုင်လဲဥမာဥစလုံးငငယ်တုန်းကဆိုရင်ငါတွေပါတွေများကြတယ်ငါကငါဘဏ္ဍကောင်ကိုဖမ်းနိုင်တယ်ဆိုတော့ဂုံယူကြတာလေ သူတို့ဘာအသက်ကိုတတ်တဲ့အလုပ်ကိုကျမ်းဖန်ဂုံယူတာအာငါမိတယ်ငါကအကြီးကြီးပဲအဲ့တော့မကောင်းမှုလုပ်နေတဲ့သူတွေအချင်းချင်းအချက်တရားကင်းမဲ့တဲ့သူတွေအချင်းချင်းမကောင်းမှုလုပ်ရတာကိုဂုံယူတတ်ကြတယ်ဂုံယူနေကြတယ်ပေါ့တခုအချင်းချင်းဆိုရင်လည်းငါဘလောက်ခိုးနိုင်တယ်ငါဘယ်အိမ်ကနေခိုးနိုင်တယ်ဘယ်သူစီကခိုးနိုင်တယ်ဂုံယူတယ် တပ်ဖြန့်ညင်းဆဲတဲ့ပုဂ္ဂိုလ်အချင်းချင်းနဲ့ငါဘု து ကိုတတ်နိုင်တယ်ငါဘု து ကိုဘလို့ဒုက္ခပေးနိုင်တယ်အခုံကျူတယ်ဆဲတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းဒီတိုင်းပဲငါကဘု து ကိုဆဲနိုင်တယ်ငါဘလောက်တောင်ဆဲနိုင်တယ်ဘယ်နှခွန်းဆဲနိုင်တယ်ဘု து ကိုမှငါမကြောက်ဘူးဆိုပြီးတော့အချက်တရားကိမ့်မဲ့မှုအပေါ်မှာကြမ်းဖန်ပြီးတော့ဂုံယူကြတယ်ပေါ့ မစင်ဘုတ်တွေဟာလူသားတွေအတွက်ယွန်စရာ ကောင်းပေမဲ့ဝက်အတွက်ကတော့နှစ်သက်စရာကောင်းနေတယ်ဒီတိုင်းပဲဆဲဆိုရတဲ့အလုပ်တွေသူများကိုညှင်းဆဲရဒုက္ခပေးရတဲ့အလုပ်တွေဟာသူတော်ကောင်းတို့အမြင်မှာအလွန်ချက်စရာကောင်းယွန်စရာကောင်းပေမဲ့အချက်တရားကင်းမဲ့နေတဲ့လူမိုက်တွေအတွက်ကတော့ဂုံယူစရာနှစ်သက်စရာပျော်မွေ့စရာ ဖြစ်နေတယ်ပေါ့ ဒကာကမတို့တတိထားမှာဘုရားသာသနာနဲ့ကြုံကြိုက်ခိုက်မှာမိမိတို့ရဲ့အတန်တမှာအဲ့လိုအလွန်ဆက်စပ်ယုံကြည်ပြားကောင်းတဲ့အချက်တရားကင်းမဲ့မှုမျိုးဖြစ်ကြစေနဲ့ဘုရားရဲ့တပည့်တွေဖြစ်ကြပြီးတော့အချက်တရားကင်းမဲ့စွာနဲ့မိမိတို့ရဲ့နှုတ်ကနေမကြောင်းမနာခံစကားတွေမထွက်စေနဲ့ ူတော်ကောင်းတွေဟာမိမိကိုအကြောင်းပြုပြီးတော့ဘသူကိုမှဒုက္ခမရောက်အောင်ကြိုးစားနေကြတယ်လူမိုက်တွေအကြတော့ကိုကြောင့်သူတစ်ပတ်သားဒုက္ခရောက်နေတာကိုအားရနေကြတယ်ဝမ်းသာနေကြတယ်လောကမှာသူတော်ကောင်းတို့ရဲ့လမ်းစဉ်နဲ့လူမိုက်တွေရဲ့လမ်းစဉ်ဟာ၃နဲ့၄လိုပဲချန့်ကျင်ပတ်ပတ် ဒီကောင်းမေအဲ့ဒီတော့မကောင်းမှုပြုလုပ်တိုင်းပြုလုပ်တိုင်းမှာအကြောင်းအကျိုးအကျိုးအပြစ်တွေကိုမသိတဲ့မောဟပါသလိုအချက်မရှိဘူးနော်အာဟိရိကဒီတရားနဲ့ပါဝင်တယ်ပေါ့အချက်တရားသာရှိကြမယ်ဆိုရင်မကောင်းတဲ့စကားတွေကိုနှုတ်ကနေထွက်ရဲကြမှာမဟုတ်ဘူး ကောင်းတဲ့အလုပ်တွေကိုလုပ်ဖြစ်ကြမှာမဟုတ်ဘူးဘုဇနုမြတ်စွာဘုရားလောင်းဟရိတဆလို့ခေါ်တဲ့သူတော်ကောင်းကြီးထိတ်တန်းသူတော်ကောင်းကြီးယတိရှိခဲ့ဘူးတယ်လောကီအာယုံကာမဂုဏ်တွေစွန့်ခွာပြီးတော့ဟိမဝန္တာတောထဲမှာတရားကျင့်သမထတွေပေါ့ညောက်ပြီးတော့တကူ ဇံအဘိညာဉ်တွေရရှိတယ်အစတရားကိမ့်မဲ့သွားတဲ့အခါမှာနန်းတော်မှာအများကြားထဲမှာမိဖုရားကြီးကို ကာယကံမြောက်ကာမိတုမိစ္ဆာစာရကံလုံကျူးဖြစ်သွားတယ်စိတ်ွယ်ရာမှာမဟုတ်ဘူးနန်းတော်ထဲမှာလူပုံအလဲမှာပြမမိသွားတယ် ဘလောက်ချက်စရာကောင်းလဲ။ဘာမှလူတယောက်မလုံနိုင်တဲ့လုံရက်တခုဘရင်ရဲ့မိဖုရားကို ပြမတဲ့အလုပ်ဆိုတာဘာမှလူမလုံရဲဘူးမလုံဝဘူး။ဒါပေမဲ့မောဟတွေဖုံးသွားတဲ့အခါအချက်တရားတွေကင်းမဲ့သွားတဲ့အခါမှာမလုံရဲတဲ့အကုသို့မရှိတော့ဘူး။နော်။ အချက်တရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တယောက်အတွက်မလုံရဲတဲ့အကုသိုလ်ဆိုတာမရှိတော့ဘူးထိတ်တန်းသူတော်ကောင်းကြီးကိုတောင်မှဆွဲချသွားတာတတိထားပါနော်ဒီမောဟတို့အာဟိရိကတို့ဟာထိတ်တန်းသူတော်စင်ကြီးကိုတောင်မှမကောင်းမှုဒုစရိုက်လှုပ်ဖို့အတွက်ကိုတွန်းအားပေးသွားတာတတိပြုပါတကယ်ပါရမီအရင်ဘုရားလုံးကြီး တကူအဘိညာသမထတွေပေါက်မြောက်နေတဲ့သူတော်စင်ကြီးတမန်လူမလုံဝန့်တဲ့ကာမေသူမေဇာဇာနာဒုစရိုက်ကိုလူပုံလဲမှာလုတ်ဖြစ်သွားတယ်မောဟရဲ့စွန့်ရည်အာဟိရိကရဲ့စွန့်ရည်ဖြစ်ပါတယ်အချက်တရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မလုံဝန့်တဲ့အကုသိုလ်ဆိုတာမရှိဘူးမပြောဝန့်တဲ့စကားဆိုတာမရှိဘူးတခါတခါမှတော့တတိပြုပါ ူတော်ကောင်းတွေတောင်မှမောဟရဲ့နှိမ့်ဆက်မှုအာဟိရိကလို့ခေါ်တဲ့အချက်တရားကိမ့်မဲ့မှုတရားတွေရဲ့နှိမ့်ဆက်မှုကိုခံရတာတတိပြုပါ။ဒါကြောင့်မိမိတို့ရဲ့စိတ်ကိုတရက်တည်းတရက်ကောင်းတဲ့ကောင်းအောင်ပြုပြင်လိုတဲ့ပုံကူများမပေါ်ဆကြနဲ့။မပေါ်ဆကြနဲ့။မိမိတို့ရဲ့စိတ်ကိုလက်ချင်မပြတ်စောင့်ကြည့်နိုင်မှ မသူတော်တရားတွေရဲ့နှိပ်စက်မှုခံရမှုမှလွတ်မြောက်အေးမိမိလျော့လျော့နေမယ်ဆိုရင်မောဟရဲ့နှိပ်စက်မှုတွေအာဟိရိကလို့ခေါ်တဲ့အချက်တရားကိမဲ့မှုရဲ့နှိပ်စက်မှုတွေအလူအလိတ်ခံရမှာဖြစ်တယ်မြတ်စွာဘုရားကအင်ဂုတ္တရနိကေတဲမှာဟောထားတာရှိတယ်။လောကပါဠတရား လောကကြီးကိုစောင့်ရှောက်ပေးနေတာဟာခီရိနဲ့အော်တပအချက်တရားနဲ့အကြောက်တရားပဲအချက်တရားတွေအကြောက်တရားတွေရှိနေလို့သားမလုတ်တဲ့မလုတ်ထိုက်တာတွေကိုချောင်ကျင်ကြတယ်မပြောတဲ့နာတွေကိုချောင်ကျင်ကြတယ်အကယ်၍များအချက်တရားတွေကင်းမဲ့သွားရင်အကြောက်တရားတွေကင်းမဲ့သွားရင်လူသားတွေဟာတရိစံနဲ့မထူချတော့ဘူး ခွေးတွေလိုဖြစ်ကုန်ပါပဲလောကကြီးမှာပြောကြတာလေခွေးဆက်ခင်းတယ်ဆိုတာအချက်တရားကင်းသွားတဲ့အခါမှာအမေကိုလည်းပြမဖို့ဝမ်းမလေးတော့ဘူးအဖေကိုလည်းပြမဖို့ဝမ်းမလေးတော့ဘူးမောင်နှမအချင်းချင်းပြမဖို့လည်းဝမ်းမလေးတော့ဘူးဘလောက်ကြောက်ဖို့ကောင်းတယ်အကုဒုတရားနှိမ့်ဆက်ပုံများတိတ်ကြောက်ဖို့ကောင်းတယ်နော်အာဟိရိကနှိမ့်ဆက်တာတိတ်ကြောက်ဖို့ကောင်းတယ်အမေကိုလည်းပြမရဲတယ်အဖေကိုလည်းပြမရဲတယ်ညီကိုမောင်နှမအချင်းချင်းလည်းပြမရဲတယ် တတိဆန်စိတ်ဖြစ်သွားတယ်လူစင်စင်ကနေတတိဆန်စိတ်ပေါက်သွားတယ်တရားခံဘာလို့လဲဒီအကုသို့တွေပဲအကုသို့နှိမ့်ဆက်ခံရပြီဟေးဆိုရင်လောကကြီးကပျက်စီးတာပဲအဲ့တော့လောကကြီးတာယာဖို့နှိမ့်ဆန်းဖို့ကတူဦးချင်းစီမှာတောင်းဝန်ရှိနေတယ်ကိုကိုကိုထိန်းဖို့ပဲကိုစည်းကိုကိုလုံအောင်ကာဖို့ပဲ သူများကိုလက်ညှိုးမထိုးညားနဲ့သူများကိုမကြည့်နဲ့ကိုတန်တန်မှာအရင်ငြိမ်းအောင်ကြင့်ကြအောင်ကိုတန်တန်မှာကိုကပူလောင်နေကြရင်လောကကြီးကိုဘယ်လိုငြိမ်းချအောင်လုပ်ကြမလဲအဲ့တော့တူးချင်းတူးချင်းစီကတာဝန်ယူရဟန်းလည်းရဟန်းလည်းရောက်လူလည်းလူလည်းအကုတုံရဲ့နှိမ့်ဆက်မှုကိုမခံရအောင်ပုံကံကြရမယ်ကာကွယ်ကြရမယ်။ယံသူဒီအပြင်းမရှိဘူး။ကိုယ်တန်တန်မှရှိတယ်။ ဲ့တော့ကိုယ်ရန်သူကိုကိုရှင်ရလောကကြီးမငိမ့်ချမ်းဘူးဆိုတာတူဦးရှင်စီတာဝန်မကြီးလို့ပဲအဲ့တော့လူသားနိုင်လူသားနိုင်ဟာကိုစီကိုစီကိုတန်တန်မှငိမ့်ချမ်းအောင်ကြိုးစားနေကြမယ်လောကကြီးကအလိုလိုငိမ့်ချမ်းသွားမှာပါဒါကြောင့်မြတ်စွာဘုရားဟောတယ်လေမိမိကိုယ်ကိုစောင့်ချောင်းရင် သူတို့ဘာကိုလဲဆောင်းချောက်ပြီးသားဖြစ်တယ်လို့ဆိုတာတိတ်လေးနဲ့တဲ့တိတ်တန်မှုရှိတယ်နော်မိမိကိုကိုဆောင်းချောက်လိုက်ပါ သူများကိုလဲဆောင်းချောက်ပြီးသားဖြစ်ပါမယ်လေခိုးလိုတဲ့စိတ်တက်လိုတဲ့စိတ်ဆဲလိုတဲ့စိတ်တွေကိုထိန်းလိုက်ပါအဲ့ဆိုရင်ဘယ်သူမှအခုမခံရတော့ဘယ်သူမှအစဲမခံရတော့ဘယ်သူမှအသက်မခံရတော့ဘူးလေအဲ့တော့ကိုကိုကိုထိန်းလိုက်တာ ਨੇ သူများကိုပါထိန်းပြီးသားဖြစ်သွားတယ် အတ္တနဲ့ရက္ခန္တောပရံရက္ခတိနာမဆိုတာမိမိကိုယ်ကိုယ်စောင့်ရှောက်ရင်သူများကိုလည်းစောင့်ရှောက်ပြီးသားထိမ့်ပြီးသားဖြစ်သွားတယ်။ဒါကြောင့်ကိုယ်စီကိုယ်စီတာဝန်ကျေဖို့လိုတယ်ပေါ့။အဲ့တော့ကာမဂုဏ်ကိစ္စတစ်ခုတည်းတင်ချက်စရာကောင်းတာမဟုတ်ဘူးဆဲတာလည်းချက်စရာကောင်းတာပဲ။တော်ရကောင်းတွေရဲ့နှုတ်ကမပြောဝန်းတဲ့စကားမထုတ်ဝန်းတဲ့စကားကိုအချက်တရားကိမ့်မဲ့တဲ့လူတွေကအလွယ်တကူထွက်နေကြတယ်လေ။ နှုတ်ကနေအလွယ်တကူထွက်နေကြတယ်။ယနေ့ online case ဆိုရင်ပိုဆိုးသေးတယ်။သူ့ကိုလည်းကိုမသိကိုလည်းသူမသိသူ့လည်းကိုမမြင်ရကိုလည်းသူမမြင်ရ။အထင်ကိုမဲ့သွားပြီ။အဲ့တော့အဲ့လိုမျိုးသူ့မမြင်ကိုမမြင်ဖြစ်နေတဲ့အရှင်တရားဟာအချက်တရားကင်းမဲ့မှုကိုမိလောင်ရလေးပင့်အစင်းကိုဖိတက်ပေးသလိုဖြစ်နေတယ်ပေါ့။အဲ့တော့အာရပါရဆဲကြအာရပါရချော်ကားကြအာရပါရပြောကြ ဝစီဒုစရိုင်ကြီးကိုမြင်ရင်ချက်ရင်လုံကျိုးခွင့်ရနေကြတယ်ပေါ့အချက်တရားကင်းမဲ့မှုအတွက်ပုံပြီးအထောက်ပံ့ဖြစ်သွားတယ်နော်စီးမီလွတ်သွားပြီကန်းလွတ်သွားပြီဒါကြောင့်ဦးဇင်းတို့တက္ကရာကမတို့သတိပြုကြရမယ်မိမိကိုယ်ကိုတနေ့တစ်နေ့ကောင်းအောင်ကြိုးစားတဲ့ပုံကိုယ်တွေအတွက် မောဟတို့အာဟိရိကတို့ရဲ့နှိမ့်ဆက်မှုမခံရအောင်တတိပြုကြပါအချက်တရားကင်းမဲ့တဲ့နေ့သည်မတူတော်ဖြစ်တဲ့နေ့ပဲလို့တတိပြုကြပါဒီကောင်းမြတ်တဲ့ကြောင့်ဒီနေ့အလူရှင်များနဲ့တို့ကဓမ္မမိတ်ဆွေများအားလုံးမကောင်းမှုလုပ်သူတိုင်းဒီအချက်တရားကိမဲ့နေကြလို့ဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ကြပြီးတော့မိမိတို့ကိုယ်တိုင်လည်းအချက်တရားကိမဲ့တဲ့နေ့ဒီမကောင်းမှုလုပ်တဲ့ပုံကိုယ်တွေဖြစ်ကြမယ်ဒါကြောင့် မကောင်းမှုတွေဆောင်ကျင်ဖို့မကောင်းတဲ့စကားတွေကို မပြောမိဖို့ဒီအချက်တရားအရေးကြီးတယ်နော်အာဟိတိကလို့ခေါ်တဲ့အချက်တရားကင်းမဲ့သွားရင်မကောင်းမှုတွေကိုလုံးမိကြမယ်မကောင်းတဲ့စကားတွေပြောမိကြမယ်လို့အထူးတတိပြုနားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားရဲ့သာသနာမှာအချက်တရားဟိရိအကြောက်တရားဩတ္တပလို့ခေါ်တဲ့လောကပါဠတရားနှစ်ပါးကိုလက်ကင်ထားပြီးတော့ ဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။အာမင်